ပြိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရေကလူရဲ့ကိုခန္ဓာကိုဘလောက်တောင် အကျိုးချင်းစုတွေများစေတယ်ဆိုတာကိုပြိတ်သက်တွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဘိုက်ထဲမှာအစာမရှိတဲ့အချိန်ရေတောက်မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်ပါလဲကမ္ဘာပေါ်မှာဂျပန်နိုင်ငံကရွေးနှင်းပူပူအတောက်ဆုံးနိုင်ငံဖြစ်တယ်ဆိုတာတော့အရင်ကတည်းကလူသိများကြပါတယ်အခုခေတ်ကာလမှာဆိုရင်လည်းဂျပန်နိုင်ငံကစမ်းမရေသူတေတီတွေကပြည်သူတွေကိုမနှက်ဆော့ဆော့အိပ်ယာထရေမြမြတောက်ဖို့အတွက်ကိုလည်းတိုက်တွန်းနေကြပါပြီ သူတေတီတွေရဲ့သူတေတနာမှတ်တမ်းတွေအရမနဲ့အဲ့ရနိုးလို့ဘိုက်ထဲမှာဘာစားမှမရှိတဲ့အချိန်မှာရေများများတောက်လိုက်မယ်ဆိုရင်ခေါင်းကိုက်ခြင်းကိုလက်ကိုက်ခဲခြင်းအဆက်မြေရောင်ရမ်းခြင်းနှလုံးရောဂါအမျိုးမျိုးဝယ်ယူပြန်ခြင်းအဝလိုခြင်းတီဘီအဆုတ်နာအုံနောက်အမေးရောင်ခြင်းကြောက်ကက်ရောဂါအမျိုးမျိုးပြုတ်ကွဲခြင်းအစာအိမ်ဝေဒနာများစီတိုဝမ်းချုပ်ခြင်းလဲချောင်းနာခြင်း တဲ့အိမ်နဲ့ပတ်သက်တဲ့ယောဂါများစတဲ့ဝေဒနာအမျိုးမျိုးကနေတောင်မှပျောက်ကင်းသွားနိုင်တယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့တယ်လို့အကြံပြုထားပါတယ်။ဒီတော့တနေ့ကိုရေဘလောက်တောက်တင်လဲ။ဘလို့ယောဂါတွေပျောက်ကင်းသွားနိုင်လဲဆိုတာလေးကိုပြိဿတို့ကိုဝင်းမြပေးသွားကြပါမယ်။ရေတောက်ရမယ့်ဤစနစ်တွေကမနေ့အိပ်ရထထချင်းရေသုံးခွက်တောက်ရမယ်။တကယ်လို့မှအစပိုင်းမှာရေသုံးခွက်ကိုတခါတည်းမတောက်နိုင်သေးဘူးဆိုရင်တော့ကိုတောက်နိုင်သလောက်များများလေးတောက်ပေးရပါမယ်။ နောက်လေးတွေမှာဆိုရင်တော့နည်းနည်းချင်းစီတိုးပြီးတော့တောက်ပေးရမယ်။ပြီးလို့ရှိရင်တော့တွားတိုက်ပေးပါ။တွားတိုက်ပြီးလို့နိုင်ခွက်ကြတဲ့အထိအဖက်ပဲဖြစ်ဖြစ်အရေပဲဖြစ်ဖြစ်ဘာမှမစားပါနဲ့။တွားတိုက်ပြီးလို့နိုင်ခွက်ပြည့်ပြီဆိုရင်တော့ကိုစားနေကြအတိုင်းစားနိုင်ပါပြီ။ဒီလိုမျိုးဖြစ်လို့မယ်ဆိုရင်တော့ကျန်းမာရေးအတွက်ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲနဲ့ယောဂများမှာတတ်တာပြောက်ကင်းနိုင်ပါလိမ့်မယ်။ဆယ်ရက်ကြာရင်တော့အစာအိမ်ယောဂတွေနဲ့နာတာရှည်ဝမ်းချုပ်ယောဂတွေတတ်တာပြောက်ကင်းသွားစေနိုင်ပါတယ်။ ရပ်ပေါင်း30အကြာမှာဆိုရင်တော့တွေးတိုးယောဂါနဲ့စီးချိုယောဂါကနေပတ်သက်ပြောက်ကင်းစေနိုင်ပါတယ်။ရပ်ပေါင်း90အကြာမှာတော့ TV အဆောက်အအုံယောဂါမှတက်တာပြောက်ကင်းနိုင်ပါတယ်။ရပ်ပေါင်း100ရက်ရဆိုရင်တော့ကင်ဆာယောဂါအမျိုးမျိုးကာကွယ်ပေးနိုင်ပါတယ်။ဒါရီပြင်အဆင့်မြင့်နာကျင်ကြိုက်ခဲခြင်းဝေဒနာတွေကိုလည်းသီးတိတသာကိုမှပျောက်ကင်းနိုင်ပါတယ်။ကျန်းမာရေးအတွက်အကျိုးစင်းစုတွေအများအပြားကိုရရှိနိုင်တဲ့ဆိုပေမဲ့လည်းရေလုံးဝမတောက်တဲ့အချိန်တွေလည်းရှိနေပါသေးတယ်။ အမေရိကန်စမ်းမာရေးသူတေသီတွေရဲ့ဖော်ပြချက်တွေအရာပေါ့နော်ကဘာပေါ်မှာရှိရဲ့တရုတ်နဲ့ဂျပန်လူမျိုးတွေကကင်ဆာယောဂါဖိစီးခံရမှုကအ ਨੇ ဆုံးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင်တော့တရုတ်နဲ့ဂျပန်လူမျိုးတွေကထမင်းစားနေချိန်မှာရေခဲရည်နဲ့ရိုးရိုးရှိအေးကိုမတောက်ကြဘဲနဲ့ရင်ရွေးဖြူနဲ့လက်ဖက်ရည်ကျန်းပူပူလေးကိုသာတောက်တုံးလေးရှိကြပါတယ်။ဒါ့အပြင်ထမင်းပူပူဟင်းပူပူစားနေရင်ねရေခဲရည်အေးတို့တောက်လိုက်တဲ့အခါမှာ အပူနဲ့အေးအေးတို့ကတပြိုင်တည်းထိတွေ့ခံစားလိုက်ရတာကြောင့်မလို့အစာအိမ်ကိုကတိကအောက်ဖြစ်စေပါတယ်ဒီလိုမျိုးအပူအေးတံပြန်တက်ရောက်မှုတွေက အစာအိမ်ကနေပြီးတော့အက်ဆစ်ထွက်ရှိမှုကိုကမောက်ကမဖြစ်လာပြီးတော့ဘိုက်အောင်ဘိုက်နာခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်မလို့ထမင်းစားနေတဲ့အချိန်မှာရေခဲရေတောက်ရေအေးလို့နဲ့ထမင်းကိုရောမချဘဲနဲ့ဟင်းချုပ်ပူပူရေနွေးဖြူရေနွေးစမ်းတို့နဲ့သာထမင်းမနေအောင်လို့မျောချတင်ပါတယ်။ အဓိကတတိထားတဲ့နာကတော့ထမင်းစားပြီးလို့အ ਨੇ ဆုံးနာယူဝက်အကျော်ကြာမှတောက်ရည်အေးအေးကိုတောက်တင်ပါတယ်။တကယ်လို့များကိုယ့်ရဲ့ခန္ဓာကိုယ်မှာဒီလိုလက္ခဏာလေးတွေဖြစ်လာပြီဆိုရင်တော့ကိုယ်ကရေတောက်နေနေလို့ပဲဖြစ်ပါတယ်။ခန္ဓာကိုယ်မှာရေတောက်လိုရနေပြီဆိုတာသိနိုင်ပါတယ်။အာခေါင်တွေက၆လာမယ်။တခါတလေမှအာခေါင်၆တာ ပတ်စံထဲမှာစီးကက်ကက်ဖြစ်တာတွေကို ရေမတောက်ပဲနဲ့အချိုရည်တွေကော်ဖီတွေကိုတောက်ဖြစ်တာကလုံးဝကိုမှစိုးပါရင်ရေတက်လို့အဲ့လိုခန္ဓာကိုယ်ကပြတဲ့လက္ခဏာဆိုတော့တခြားအရည်ဓာတ်တွေကိုဖြစ်တင်းလိုက်ရုံနဲ့မလုံလောက်ပါဘူးမလုံလောက်တဲ့အပြင်အချိုရည်တွေကဖိန်းဓာတ်တွေကြောင့်လို့ပိုပြီးတော့တောင်မှရှည်ငံ့နိုင်ပါတယ်အသားချောက်မယ်အရည်ပြားကခန္ဓာကိုယ်ရဲ့အကြီးဆုံးအစိပ်ပိုင်းဖြစ်တော့ ရေဓာတ်ပြည့်ဝဖို့ကပိုပြီးတော့မှလိုအပ်ပါတယ်။တကယ်တော့အသားချောက်တယ်ဆိုတာကရေဓာတ်ခန်းဆောင်မှုရဲ့အစွမ်းဆုံးလက္ခဏာတစ်ခုပါ။ရေတောက်နေတော့ဆွေးရမထွက်နိုင်ဘူး။အသားရေစုပ်ပြေမှုမရှိတော့ဘဲနဲ့ဝက်ဆက်တွေလည်းထွက်လာနိုင်ပါတယ်။မျက်လုံးချောက်နေပြီမျက်လုံးချောက်သူဟာမျက်ရည်ခန်းဆောင်နေတာကရေဓာတ်နေလို့ပါ။ခန္ဓာကိုယ်ထဲမှာရေဓာတ်မလုံလောက်ဘူးဆိုရင်တော့မျက်ရည်ကခန်းချောက်လာပြီပေါ့။ ညလုံးထဲဝင်လာသမျှအမုံပုံမွာစလာတွေကို အလိုလျောက်ဖယ်ရှားပေးမဲ့မျက်ရည်တွေနဲနေမှာဖြစ်တဲ့အတွက်ညလုံး၆ထက်အခါနေရခတ်နေတာကြည်မကောင်းတာပိုးဝင်တာတွေဖြစ်လဲဆွေးပါတယ်။နေမကောင်းတာတရှိနေရင်ရေတောက်လိုက်မယ်ဆိုရင်တော့ကိုယ်ရဲကအစိမ့်တောက်တွေကိုဖယ်ရှားတန်းစင်ပေးဖို့ကူညီပေးနိုင်တာကတဘာဝရဲ့လှုပ်ဆောင်ချက်တွေပါပဲ။ရေတက်မလုံလောက်ရင်ဒီလိုလှုပ်ဆောင်ချက်ကကမောက်ကမဖြစ်ပြီးတော့ကိုခံအားစနစ်ကိုပါအနောက်ရှက်တွေဖြစ်စေနိုင်ပါတယ်။အစာစီစနစ်ပြဿနာတွေဖြစ်လာမယ် ရှည်တပ်လုံလောက်တဲ့အခါမှာလဲချောင်းတဲ့ကရင်မှာတတွေးနဲ့ချွေးတွေနဲတာပြီးတော့အဆိုင်အဆစ်ကြောင့်ခန္ဓာကိုယ်အတွင်းပိုင်းမှာထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။အဲ့ဒီအခါမှာရင်ဘူးဓာတ်တွေအစာမကြေတာတွေလိုမျိုးဖြစ်များတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ရေအသက်တမန်လဲလို့ဆိုတဲ့စကားတိုင်းမှာပဲရေကမရှိမဖြစ်ကိုလိုအပ်တဲ့အရာတစ်ခုပါပဲ။တန်မိုးကြီးအစာအစာတွေကိုမစားသုံးမှုတဲ့လူများစွာရှိနေပေမဲ့လို့ရေကိုတော့လူတန်းစားမျိုးစုံတောက်တုံးမှုကြပါလိမ့်မယ်။ ဒါကြောင့်လည်းရှေကနေစဉ်ဘဝကိုဖျက်ဆီးနိုင်မှုအတွက်တဘာဝကနေပြီးတော့ဖန်ဆင်းပေးထားတဲ့ရင်အေးနိုင်တဲ့ဈေးလို့လည်းပြောနိုင်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ကိုအကျိုးစေးစုများစွာရရှိစေနိုင်တဲ့ရှေကိုနေစနစ်မမှန်တဲ့ပုံမှန်တောက်သုံးပေးပြီးတော့ကျန်းမာလှပတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေရှင်။ ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်။နောက်ဆက်စင်များမှာလည်းကျမ်းမာရေးဗဟုသုတများကိုဝေမျှပေးသွားအောင်မို့စောင့်မျှော်ကြည့်ရှုအားပေးကြဖို့လည်းဖိတ်ခေါ်လိုက်ပါသေးရှင်။စတာချန်နယ်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။